အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဧပြီလ26ရက်နေ့စနေနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။လာမယ့်ဧပြီလကုန်ရက်တွေအထိပဲခူးရုံမတစ်လျှောက်ဝင်ရောက်လာနိုင်တဲ့မိုးတိမ်တွေကြောင့်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမိုးရွာနိုင်မဲ့အခြေအနေရှိနေပြီးငလျင်တန်းတဲ့ဒေသတွေမှာမိုးရွာသွန်းမှုများပြားပါကညစ်ကြွခြင်း၊ညစ်ပြိုခြင်း ယာယီတိဆောက်ထားတဲ့စကန်တွေအတွင်းရေကြီးနိုင်ခြင်းတို့ကိုသတိပြုကြရမှာဖြစ်တယ်လို့မော်လိဝတာပညာရှင်အဝင်းနိုင်ကအသိပေးထားပါတယ်။မြန်မာနိုင်ငံထပ်ပိုင်းကချင်ပြည်မြောက်ပိုင်းဒေသတွေမှာတော့နောက်24နာရီကနေ48နာရီအတွင်းမိုးရွာနေသွားနိုင်ပါတယ်။ ပဲခူးတိုင်းရှိတောင်ငူဖြူကညွန်ကွင်းစားရည်မြို့တွေနဲ့ရှမ်းပြည်ကတောင်ကြီးမိုင်းဆန်နဲ့တာချီလေးမြို့တွေမှာမိုးအလွန်များနိုင်တဲ့အပြင်ဝင်ရောက်လာတဲ့မိုးတိမ်တွေလမ်းကြောင်းပြောင်းနေတာကြောင့်အနီးပတ်ဝန်းကျင်ကမြို့နယ်ခရိုင်တွေမှာလည်းမိုးသည်ထန်သွားနိုင်ပါတယ်ပဲခူးတိုင်းရှိပိုင်းရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာ ၃ရက်ကနေ၄ရက်အထိစက်တိုက်မောများနိုင်တာကြောင့်ရုတ်တရက်ကြဆင်းလာနိုင်တဲ့တောင်ချချောင်းရည်နဲ့မော်တယ်လေးပြင်းကြောက်လာနိုင်တဲ့အန်ဒီယားတွေကိုတူတင်ပြင်ဆင်နိုင်ကြဖို့ဝန်နိုင်ကသတိပေးထားပါတယ်။ဒီကနေ့ညနေအထိအချင်းဒီနဲ့တနအီတိုင်းတို့မှာနေရာကျကျကရင်ပြည်မွန်ပြည်နဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပြီးရွာရင်ရာနှောင်း၈၀ဖြစ်ပါတယ်။ချန်ပီယံနဲ့တိုင်းတွင်မှာတော့တင်းရင်တင်းရင်တင်းဖြစ်ထောင်းပါမယ်။ တနင်္လာနေ့တိုင်းမှာမိုးတိမ်ကောင်းတွေဖြစ်ပေါ်နေပြီးမိုးတိမ်ကောင်းတွေရွေရှားရနေရာတခြားမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမုတ်တစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ကျုံတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမုံစလာကအကြံပြုထားပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တာမိုင်းတို့မှာတင်းရင်တင်းရင်တင်းကနေတိမ်ထူထန်နေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတော့တင်းရင်ငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာပင်လယ်ပြင်မှာတော့ လှိုင်းအနေငယ်ကနေလှိုင်းအသင်အတင်ရှိပါမယ်။နောက်နှစ်ရက်အတွင်းကချင်ပြည်၊ကရင်ပြည်၊မွန်ပြည်၊စကိုင်းတိုင်းထပ်ပိုင်းနဲ့တနင်္လာရီတိုင်းတို့မှာနေရာကွက်ကြားကနေနေရာကျကျမိုးထစ်ချုံရပါမယ်ရှင်။ကျမနွယ်နွယ်ပါ။